ကဲကျွန်တော်ရခိုင်လူမျိုးအများစုကိုတတိပေးခြင်းပါတယ်။ဘာဖြစ်လို့လဲရခိုင်လူမျိုးတွေဟာသွေးခွဲလို့မရဖြစ်နေတယ်။စစ်ကောင်စီဟာဒေါ်စောမြလင်းရာသာတို့ဒေါက်တာအေးမောင်တို့စတဲ့ဖြင့်မျိုးစုံအတုံးချပြီးတော့เนาะရခိုင်ကိုဖြိုးနေတာ။ဘုကျုံထွန်းမြတ်နိုင်ရဲ့အာရော့ဝါအောင်ဒီရခိုင်ရဲ့အင်အားကိုယော့သွားအောင်လို့လူမျိုးကိုခွဲနေတာ။နီလန်းမျိုးစုံနဲ့ခွဲတယ်။အခုနောက်ဆုံးမှာ အခုဒီဝါရဖြန့်တဲ့ရုပ်ရှင်တွေကိုနေတိုးတမင်သက်တဲ့ထည့်ထားတာနော်အဲ့တော့အဲ့ဒီနေတိုးတစ်ခုကိုအကြောင်းပြုပြီးတော့ရခိုင်ပြည်သူအချင်းချင်းတွေးကွဲမဲ့ဖြစ်ရမျိုးလုံးဝဖြစ်လို့မရဘူးဆိုတာကိုဥစွာတီးဖို့လိုပါတယ်နော်ဒါကိုချက်ပြောချင်တယ်နောက်ဒုတိယချက်ကကျွန်တော်ကိုပြောထားတဲ့ဒုတော်တွေ့တယ်ဒါရခိုင်ပြည်သူတွေမှာဆိုအဲ့မှာတယောက်ကျွန်တော်ပို့လာကြတယ်နော်ဟိုကျွန်တော်ကနေတိုးကိုပြောထားတဲ့ပုံစံမျိုးလို့ပေါ့အခုကျွန်တော်လိုက်ကြည့်တဲ့လိုက်လင်လာကြည့်တဲ့အချိန်မှာ ရခိုင်နေမှာနှစ်ဖွက်ကွဲနေတာတွေ့တယ်။တစ်ဖွက်တွေကြတော့ကျွန်တော်ပြီးကွန်မန်းနေပြမယ်။တစ်ဖွက်ကဘယ်လိုမျိုးလဲဆိုတော့ငါတို့ရခိုင်လူမျိုးလာမပြောနဲ့။နေတိုးဆိုတာသူ့အကြောင်းတူရှိတယ်။သူ့မှာဖိအားရှိတဲ့အတွက်သူလောက်ချင်လောက်မယ်။အဲ့တော့နေတိုးလာပြစ်မတင်နဲ့။ပြစ်တင်ငါတို့ရခိုင်လူမျိုးငါတို့ပဲပြောမယ်။ကျန်တစ်ဖွက်။နောက်တစ်ဖွက်ကြတော့အဲတော်လိုင်းအမြင်ပုံစံမျိုးနဲ့တူတယောက်တည်းကိုပြောတာမဟုတ်ပြောတာအကုန်လုံးကိုပြောတာ။ဒီလိုမျိုးဖိအားရှိတိုင်းလောက်မယ်ဆိုလို့ရှိရင်အကုန်ချုပ်ကုန်မှာပေါ့စသဖြင့်။ဆိုတော့ဒီကဒါဟာဒီဘာလဲဆိုတော့ဒါကောင်းတဲ့လက္ခဏာမဟုတ် လူမျိုးချင်းချင်းဘာအကြောင်းနဲ့မှကွဲလို့မရဘူးဒါလေးကိုရခိုင်ပြည်သူအားလုံးသိဖို့လိုတယ်ကို့ပြည်သူအချင်းချင်းနဲ့ထိမ့်သိမ်းသွားဖို့လိုတချက်နောက်တစ်ချက်ကလက်ရှိဒီနေ့ social ဒီ BC လို့ပေါ့ဘွိုင်းကောက်လို့ပေါ့ပြောနေကြတာဒီလူမျိုးစွဲနဲ့ပြောနေတာမဟုတ်ဘူးဆိုတာကိုလူတိုင်းသိဖို့လိုတယ်လူမျိုးစွဲနဲ့အခုဆိုချူးလေးဆိုဘာလူမျိုးမလို့တချို့တွေပြောချူးလေးရခိုင်လူမျိုးပြောကျွန်တော်မသိဘူးဘာလူမျိုးလဲကျွန်တော်မသိဘူးနော်အဲ NATO ကတော့ဒါရခိုင်လူမျိုးဆိုတာသိတယ်ဒါပေမဲ့ဒီနေ့ခေတ်ပြောနေကြတဲ့လူ တရားရာဂိုင်းတော့တော့ပြောလို့ရတယ်အများစုကလူမျိုးစွဲနဲ့ပြောတာလုံးဝမဟုတ်ဘာဖြစ်လို့လဲရန်သူနဲ့ပေါင်းတဲ့သူကိုရန်သူအဖြစ်သတ်မှတ်ပြီးပြောနေတာကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာပြန်ကြည့်ပါနော်ကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးကျွန်တော်နဲ့လူမျိုးတူတဲ့အစ်စ်လောက်လာမပြောနဲ့နော်တဖေသေးတမေသေးမွေးကားတဲ့ကောင်ဖြစ်နေတောင်မှရန်သူနဲ့တွားပေါင်းအဲ့ဒီကောင်မှရန်သူပဲငါတို့ဒီကာလမှာသူတို့ပြတ်သားရမယ်ဆိုတဲ့စကားကိုပဲကျွန်တော်ပြောတာ ဲ့ဒီအတွက်လူမျိုးနဲ့ပတ်သက်ပြီးတော့မပတ်လာကြပါနဲ့ကျွန်တော်တခါလေးကြိုပြောတာမယ်နော်ကျွန်တော်တို့ပြောတာဒီတဦးတယောက်တည်းကိုပြောတာမဟုတ်အေးနံပါတ်1เนาะကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာဆိုရင်နေတိုးအံ့ဩတယ်အပြစ်ဟိုပြောဖို့ကဘာနဲ့မဖြစ်တော့အံ့ဩတယ်အဲ့ဗီဒီယိုမှာညတကယ်အံ့ဩတယ်ဘယ်လိုလုပ်မယ်လို့မထင်ထားဘူးเนาะနံပါတ်1ဒီနေဝင်းတို့ဘာလို့ထိုင်းနိုင်ငံမှာလာတဲ့ကိစ္စတော့ကျွန်တော်ဆဲခဲ့တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုပြောချင်တယ်ပြီးရင်တော့ရန်ကုန် UG အဖွဲ့က ဒီစစ်ကောင်စီရဲ့လက်ကင်ဒုတ်လုံနေတဲ့အမှုပြင်ချအမိခံတွေကိုပြက်ပြက်တတအေးယူမယ်ဆိုတဲ့ကြေညာချက်ကိုကျွန်တော်ဖတ်ပြပါအောင်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကကဲကောင်းပြီဖြစ်တွေးပေးမယ်နော်ဖြစ်တွေးပေးမယ်ဟိုအပြစ်မမြင်တဲ့ဆိုတဲ့လူတွေဘက်ကနေကျွန်တော်ဖြစ်တွေးပေးကြည့်မယ်အတင်းအဓမ္မဖိအားပေးလို့လောက်ကအစိုးရဇန်ခီရစ်တင်ထားပါလားနော် ်မင်းတို့ရောသူတို့လိုမျိုးဖိအားပေးမင်းတို့ရောခံနိုင်တာဖိအားပေးပြီးလှုပ်ခိုင်းလှုပ်ပေးရမှာပဲဆိုတဲ့စကားကိုပြောလာမယ်ဆိုရင်နဲ့ဇန်ခီကိုယ်တိုင်ရေးထားတာနော်ကျွန်တော်တို့လိုမျိုးအားလုံးကိုပြစ်ချပြီးတော့ထွက်လာရဲတဲ့တတိသူတို့မှရှိလားတဲ့အဲ့ဒါလို့လေဖိအားပေးပြီးတော့ဒီမတရားတာကြီးကို promote လုပ်ခိုင်းမှစိုးတဲ့အတွက်ဇန်ခီတို့ဆိုတာအားလုံးတိတဲ့အချိန်ဖိဖိတ်တောက်နေတဲ့အချိန်မှာတတ်နေတဲ့အချိန်မှာမလုပ်တာအားလုံးပြစ်ချပြီးထွက်လာတာ ဆိုတော့ဒီတဘောတရားကိုတီးဖို့လိုတယ်တစ်ချက်နောက်ဒုတိယတစ်ချက်ကကျွန်တော်ပြောချင်တာကတထအဲ့ဒါတွေထားလိုက်အောင်အခုဒီလက်ရှိနော်အောင်ခိုင်းဆိုတာပြောကြမလို့ဘောမှတီးတီးနေဝင်းဆိုတဲ့ကောင်ဒိန်းအောင်ဟိုနေ့တို့နဲ့ပေါင်းပြီးတော့ယုံလေးတို့နဲ့ပေါင်းပြီးဒီကောင်ဘောမှတီးပြီးသားပဲအခုပြည်သူတွေကပြောနေကြတာကိုနေ့ကကိုလူတို့ထင်ထားတဲ့လူတွေပါပွားတာကိုပြောနေကြတာမရှိတင်ခဲ့အဖြစ်ပြောနေကြအဲ့ဒီလူတွေအနေနဲ့ပညာချက်လေး ပို့လေးဗျာ Facebook မှာပို့လေးပဲတောင်းတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကမြန်မာပြည်ထဲမှာနေတဲ့လူတွေဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံမြို့ထဲမှာနေတဲ့လူတွေဖြစ်တဲ့အတွက်တို့လာခိုင်းအုတ်ထုတ်လူတွေကလာခိုင်းရင်ကျွန်တော်တို့လောက်ကပါတယ်ကျွန်တော်တို့ပြည်သူအနေနဲ့ကြိုက်တဲ့လူရောမကြိုက်တဲ့လူရောနားလည်ပေးပါဆိုတဲ့ဖြည့်ရှင်းချက်လေးတစ်ဆောင်တော့ခင်ဗျားတို့တင်တာမြင်ဖို့လားအဲ့လောက်ကတော့တင်လို့ရတယ်လေဟုတ်တယ်နော်အခုတို့အဲ့ဒီမှာပါဝင်တဲ့လူတွေအားလုံးဗျာဝိုင်းဆင်းနေကြတဲ့နိုင်ငံလုံးဟုတ်တယ်မလားကျွန်တော်လာဆိုရင်တော့မပါလို့ကျွန်တော်ပြောမှာပဲ အာကျွန်တော်ကတော့ဗီဒီယိုမှနေရတယ်ဗျာအဲ့တော့ကျွန်တော်ကိုကျွန်တော်တဘောနဲ့ကျွန်တော်ချာလှုပ်ရှင်နဲ့လှုပ်လို့မရဘူးသူတို့အောက်ချုပ်တူတွေကလာပြီးတော့ကျွန်တော်ကိုရိုက်ခိုင်းတယ်ကျွန်တော်ဒီကားကိုရိုက်ကြပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကတင်းဆောင်ဖြစ်တဲ့အတွက်တင်းဆောင်ပီပီအောင်ရိုက်တယ်ဒီပေါ်မှာအဲတီတူတွေအနေနဲ့နားလိုက်လိုက်မယ်ထင်ပါတယ်ဂျမ်းအဲ့လောက်လေးတော့ဖြည့်ရှင်းပေးမနိုင်ဘူးလားဒါနောက်ဆုံးဖြည့်လျှော့ပြီးတွေးပေးတာကိုရင်းကပြောသူအာသူတို့ကဖီအားတွေရှိလို့လောက်ကတာပါဆိုပြီးနားလဲပေးတဲ့ဒူတွေအပက်အချမ်းနေဝင်ပြီးတော့ခန်းစားပေးတာပါ နော်အဲ့တော့လေးတော့မလုပ်ပါဘူးစိတ်ပါလို့ပြုတ်ဆောင်တာပါနော်ဓမ္မကြီးအဲ့တော့ကျွန်တော်ကိုကျွန်တော်ဒီဟာကိုဒီဗီဒီယိုဖိုင်ကိုကျွန်တော်ဆောင်းအောင်ပြန်မပြောဘူးလို့တော့ဘာပြန်ပြောဆိုတော့ခုနှစ်ကမှကျွန်တော်ကိုပြောထားတယ်အဲ့ဒီဟိုရခိုင်ဆယ်လီလေးတယောက်လားမသိဘူးသူကျွန်တော်မြင်တော့မြင်ဘူးတယ်ကျွန်တော်နာမည်တက်ပြီးပြောထားတာကအတူအောင်မှာတော့ကျွန်တော်ဆဲလူတွေရှိတာပေါ့နောက်ထပ်ရခိုင်အမျိုးသမီးလေးတယောက်ကအဲ့လိုပဲသူ့ပုံစံမျိုးဒါပေမဲ့သူကကျွန်တော်နာမည်တက်ပြီးပြောထားမို့ဒီတိုင်းဆဲနေတဲ့လူတွေပြောထားအဲ့အောက်မှာကျတော့ဘယ်လိုပြောရဆိုတော့ ရခိုင်ရခိုင်ချင်းသွားရဖြစ်နေတာအဲ့ဒါကြီးကိုကျွန်တော်တို့ဒါလက်ခံပေးလို့မရဘူးဘာအကြောင်းနဲ့မှအချင်းချင်းစိတ်ဝမ်းကွဲစရာမရဘူးနော်ခင်ဗျားတို့ခွဲနေတာနော်ကရင်တွေကိုကြည့်ခွဲထားတာဘယ်နှဖွဲ့ဖြစ်နေပြီလဲမြင်အောင်ကြည့်ပါအတ္တတွေကိုလူတူလူကိုငါလူမျိုးတူလူမျိုးဆိုတဲ့အတ္တတွေစိတ်တွေကိုရှင်းတမ်းမတင်ပါနဲ့စီးလုံးညီညွတ်မှုကိုရှင်းတမ်းတင်ကြပါကရင်တွေဘယ်နှဖွဲ့ခွဲကန်ထီထားတဲ့မြင်အောင်ကြည့်ပါနော်ရခိုင်ကိုခွဲနေတယ်ဖြိုးနေတယ်နော်ကျွန်တော်ခဏခဏသတိပေးတယ်နော် ကျွန်တော်လူမျိုးစွဲဘာသာစွဲတွေလာမပြောနဲ့ကျွန်တော်လူမျိုးစွဲဘာသာစွဲလက်ခံတဲ့ကောင်မဟုတ်ဘူးတခိုင်မှာလေပြင်းဖြစ်တယ်အရင်ဆုံးလူကျွန်တော်နော်ကချင်မှာဟိုနေ့မှာကရင်ဒီမှာရေမြုပ်တယ်လူကျွန်တော်ကျွန်တော်မှာလူမျိုးစွဲမထားဘူးဘာသာစွဲမထားဘူးမကောင်းတော့ကောင်မကောင်းဘူးကောင်းတော့ကောင်ကောင်းဘူးကျွန်တော်လူမျိုးနဲ့ပတ်သက်လို့လာမပြောနဲ့နော်ကျွန်တော်လက်မခံဘူးလူစိုးလူကောင်းလာပြောအေးအဲ့ဒါမင်းလူစိုးလားလူကောင်းလားဒါပဲရန်သူနဲ့ပေါင်းရန်သူပဲရန်သူပဲမပေါင်းရန်သူမဟုတ်ဘူးဒါရှင်းရှင်းလေးပဲကျွန်တော်တို့ပြတ်သားမဲ့အချိန်ရောက်နေပြီ။အီယောအီယောကြောက်ရောက်မဲ့အချိန်ပုံတိုင်းပြီ။၅နှစ်ဖြစ်နေပြီ။ဘလောက်ဆုတ်ပြတ်နေတဲ့တိုင်းပြီ။ နော်အဲ့တော့အရင်ဆုံးကျွန်တော်မလုပ်ချင်တဲ့ဆိုတော့ရန်ကုန် UT ငါးဘွဲ့ကဂျင်ညာတဲ့ဂျင်ညာချက်ကိုကြီးဖတ်ပြပါအနုပညာအမိခံအချမ်းဖက်စစ်တပ်လက်ကင်ကြောင့်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်တွားမိဟုရန်ကုန် UG အဖွဲ့၅ခုကယနေ့အောက်တိုဘာလ28ရက်နေ့တွင်ပူရဲချင်းညာချက်ဆောင်ထုတ်ပြန်လိုက်သည်အချမ်းဖက်စစ်အုပ်စုဤအတူရောက်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လှန်နေတဲ့လူငယ်တို့ကိုစော်ကားခြင်းလူမှုရေးတော်ဘုံကိုပုံဖြတ်ကအမှန်တကယ်စစ်ရာဇဝတ်မှုကျူးလွန်နေသောလူတို့ဤ အသက်အိုးအိမ်ကိုမီးရှို့တက်ပြတ်နေတော့အကျန်းဖက်စေအုပ်စုထက်မှစစ်ရာဇဝတ်မှုများထက်မှကျူးလွန်အောင်ထောက်ခံပြီးအားပေးအားမြောက်ပြုနေတော့အညံ့စားအပြင်းစားဝါဒဖြန့်အမှုပညာရှင်များကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားပြီးဖြစ်ကြောင်းသိရသည်ထိုအမှုပညာအမိခံစစ်တပ်လက်ကိုက်ထုံများဖြစ်တော့နေတော့မြင့်မြတ်နေဝင်အေဂျင့်မှကျူးလဲမေမြင့်မှုအောင်ခိုင်မှပြောကြောအောင်တော့နိုင်လင်းတွက်လက်စူပါလင်းမင်းညို့အောက်ကပြန်ရှိအောက်ကပြန်ရင်ရဲကြီး ယောပျော့အောင်စင်ဖြိုးစသည့်လူလူနှင့်နိုင်ငံတော်အပေါ်ပြည့်ရဲ့ပြုစော်ကားသည့်အညံ့သားအပြင်းသားဝါရပြန့်အမှုပညာရှင်များကို boycott and social punishment ပြင်းထန်စွာလူမှုရေးပြစ်ဒဏ်ခတ်ကြရန်ရန်ကုန်ယူကြည်များကလူလူပြည်လူလူတရက်လုံးကိုနှိုးဆော်ထားသည့်တော်လှန်ရေးနှင့်ပြည်သူကတောင်းဝင်ခြေတကက်တို့ရန်ကုန်ယူကြည်များအနေဖြင့်အညံ့သားဝါရပြန့်အမှုပညာရှင်များ၏အချက်လက်များကိုရရှိထားပြီးလူလူနှင့်ရဲတော်ဘော်ကိုစော်ကားခဲ့သည့်ထိုလူတို့၏နောင်ဖြစ်လာမည် ကိစ္စအရရကိုပြည်သူလူထုတရားစီရင်ခံအဖြစ်တတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်ရေးယူပြီးဖြစ်ကြောင်းအတိပေးရတယ်။အဲ့ဒီကောင်တွေတဲကမိသူကိုမစို့တွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ။အချက်လက်တွေစုဆောင်းနေတာတွေလည်းရှိပါတယ်။သူတို့ရုပ်ချင်းလောကသားတွေထဲကနေလဲသူတို့သတင်းတွေကိုအဆက်မပြတ်ပို့ပေးနေတဲ့လူတွေလည်းရှိပါတယ်။ကျွန်တော် UG တွေကပြည်သူအပေါ်မျက်နှာမူပြီးရက်တိကြတဲ့ဒူတွေပါပြည်သူအလိုမရှိတဲ့ညီတူမဆိုကျွန်တော်တို့ ရန်သူပါပဲဟုရန်ကုန်အာမီဝိုင်ရီမှတောင်းရင်ရှိသူတို့ကပြောဆိုတယ်။ဆိုပါဖူးတဲ့ချိန်ညာချက်ကိုရန်ကုန်မြို့တင်စစ်တပ်ဆွဲထားတော့နေရာများပြင်မှတ်ထားတိုက်ခိုက်နေသည့်ရန်ကုန်အာမီ YA Dream Shadow Operation Plan OF မာတာဆုံရန်ကုန်ဖို့နဲ့ Broken System တို့ကထုတ်ပြန်လိုက်ခြင်းဖြစ်တယ်။ဒါကရန်ကုန် UG ငါးဘွတ်ကထုတ်ပြန်ချိန်ညာချက်ပြီးလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ကွန်မန်းလေးကိုကျွန်တော်ပြမယ်ကျွန်တော်ဒီမှာ screenshot လေးကျွန်တော်ယူထားတယ် ဒီ command လေးကိုတွေ့တဲ့အချိန်မှာပထမကျွန်တော်တယောက်တည်းကိုပြောထားတာပြက်တနာမရှိနော်အဲသူ့တို့အချိန်တန်ကြရင်တဘောပေါက်သွားနိုင်မယ်ဒီအချိန်မှာသူတို့စိတ်ထဲမှာလူမျိုးဆိုတဲ့အစွဲနဲ့ငါ့ကိုပြောတာဖြစ်နေတယ်အချိန်တိုင်းတဘောပေါက်ဆိုကျွန်တော်ကြော်ပလိုက်နော်လာဖို့လူတွေရှိတယ်ဒါပေမဲ့အောက်မှာအချင်းချင်း command တွေရခိုင်ရခိုင်ချင်းဖြစ်လာအမြင်ဒါမျိုးကျွန်တော်တို့ winter season ရမှာဒီနေရာမှာကျွန်တော်မြေတားရခိုင်ချင်းနဲ့ရခိုင်လူထုမှာဩဇာညောင်းတဲ့ခေါင်းဆောင်တွေနေတဲ့ဒါကိုထွက်ပြီးတော့ထိမ့်ထိမ့်ပေးပါဘောင်းဆိုတော့အချင်းချင်း တွေးဝမ်းစိတ်ဝမ်းပွဲလို့လုံးဝမရတဲ့ကာလเนาะရခိုင်ပြည်နယ်ဟာဒီလောက်စီးလုံးညီညွတ်မှုရဖို့ဆိုတာဘလို့မှမလို့เนาะဒီလိုခေါင်းဆောင်အောက်မှာဒီလိုစီးလုံးညီညွတ်မှုရထားပြီးသားအရာကိုလုံးဝအကွဲခံလို့မရဘူးဆိုတာကိုရခိုင်ပြည်သူတွေအားလုံးနားထဲမှာသဘောပေါက်နေဖို့လိုအပ်ပါတယ်ဒါကိုအဲတိကျတဲ့လူတွေအနေနဲ့လည်းထွက်ပြီးတော့ရှင်းပြဖို့လိုအပ်ပါတယ်เนาะဒီကွန်မန့်မှာဓမ္မမျိုးမြတ်တစဉ်ဆိုတဲ့မျိုးသမီးကတင်ထားတယ် တူတင်ထားတဲ့အောက်မှာခင်ဗျားကပြောသလိုပေါ့နေတိုးကိုဝိုင်းဆဲတယ်ဆိုတဲ့ဟာမျိုးနဲ့ဟိုနေတိုးခေါင်းစဉ်တစ်ခုတည်းနဲ့တင်ထားတာပေါ့ဒါမဲ့နော်ဒီမှာခင်ရွှေလှိုင်ဆိုတဲ့တယောက်ကဝင်မှတ်ထားပါလားကိုဘာကိုဤလို့နန်ကတ်ပါလာဇာတိကိုပြောနတ်ကတ်ချင်းနန်ဒီကျော်မင်းသားလီမြမတနိုင်ကန်လုံးကအာပီးထားစွာတူရို့မှလည်းမကြိုက်ကြပြောပိုင်ခွင့်ရှိရည်လက်ရခိုင်လူမျိုးတစ်ခုတည်းအာပီးထားစွာမဟုတ်၏ နေတိုးရခိုင်လူမျိုးတစ်ခုတည်းနှံ့ယက်တီစွာမဟုတ်မြမာတနိုင်ကံလုံးနှံ့ယက်တီနှံ့စွာကိုယုံမှာပြောပိုင်ခွင့်မရှိလို့ထင်ရဲ့တဖက်ကဝေပန်စွာကိုရိတ်ကိုယုံဘက်ကအီအီချေနှံ့ပိတို့ကမရလားကိုယုံတိထွက်ပြောနှံ့เสียကမလို့အခုပြောနှံ့စွာတိရဲ့အမုံတရားဖြစ်စီရဲ့ကိုယုံတိမှလေတတိထားเสียခြေတစ်ခုဖြစ်တွေ့ ပြောရင်မပြောအရင်စဉ်းစားစီချင်းပါရင်အဲနော်ဒါကသူပြောထားတာဆိုတော့ခင်းဆွေလှိုင်ပြောထားတာနောက်တယောက်ပြောတာအမအများကြီးပဲကွန်မန့်တွေကျွန်တော်နှစ်ခုတုံးခုလောက်ဖတ်မှာနောက်တစ်ခုကတော့အာရခန်တားလေးဆိုတာအကောင့်စစ်တယ်နော်အာရခန်တားလေးဆိုတဲ့တယောက်ကသူကတော့ဗမာလိုပဲရေးထားရနေမယ်ကျွန်တော်လဲရခိုင်ပါနန့်ကျွန်တော်ယုတ်ထမင်းငတ်နီကေနေတိုးနဲ့မင်းအောင်လှိုင်ဘာကလာလို့ထမင်းမပြီးညမချေထမင်းစား နီစွာမလားမဟုတ်စွာကိုလာမပြောခင်အဲသူပြောတာတော့သူလည်းရခိုင်ပါပဲတဲ့ကျွန်တော်တို့ထမင်းငတ်နေလို့မင်းအောင်နိုင်လို့နေတို့လို့ထမင်းလာမပြောဘူးတဲ့အဲညမမဟုတ်တာကိုမပြောတော့မကောင်းတဲ့လူကိုကောင်းရည်ဆိုလို့ရဖို့လားမချေပုတ်ကေနှံ့ရည်တဲ့နောက်နောက်တစ်ယောက်ကြတော့နောက်တစ်ခုကြတော့အာရကန်ကြော်တဲ့အများပြည်သူနဲ့စန့်ကျင်တဲ့သူဆိုရင်သူ့ရဲ့အမုန်းတရားကသူတို့ခံရမှာအမျိုးဇာလူမျိုးမဆိုလိမ္မာပန်းနဲ့လို့ရေလို့မြည်ရည် မပြောကေအမုံပွားမေအကိုချေတတိထားပါနန်းနဲ့နော်ဒါမှအဲ့ဒီမှာအများကြီးပဲကျွန်တော်အဲ့ဒီပို့အောက်ကကွန်မန်းတွေကိုတွေ့လို့ကျွန်တော်ဒီဗီဒီယိုလေးလို့လုတ်ပြတာဒါပေမဲ့ကျွန်တော်ဒီသားမှာမဟုတ်တာကိုပြောရင်မဟုတ်တဲ့လူဘက်ကရက်တည်ဒီလူကမှားတာပဲကျွန်တော်ဆွေမျိုးတွေလူမျိုးတွေပါတာတွေယဉ်ကျေးမှုတွေအဲ့ဒါတွေခဏထားလိုက်နံပါတ်1နော်ပြည်သူကိုတတ်နေတယ်လက်ရှိရခိုင်ပြည်နယ်မှာဘုံကျဲတာဘလောက်သေးနေလဲဟမ် ဘုရားထုံးမျက်နှာရောက်တယ်ဆိုပြီးတော့ရှိတဲ့ your light jet အကောင်ရေတက်ကနေလှမ်းထုဒီလိုလုံးနေတာအဲ့တော့နောက်ဆုံးသူ့ကိုဖိအားနဲ့ခိုင်းမယ်ဆိုရင်တော့မှနော်အခုနေ့ကအချိန်မှကျွန်တော်ပြောခဲ့တယ်အကျွန်တော်တို့ကတော့ကျွန်တော်တို့ကတော့ဒီမြို့မှာနေတဲ့သူဖြစ်တဲ့အတွက်လက်ရှိအနာဖိုင်နေခိုင်းတာကိုလောက်ရတာပဲဒီပေါ်မှာကျွန်တော်ဆဲနေတဲ့သူတွေနေနဲ့နားနဲ့တဘောပေါက်ပြီးအဲ့လိုလိုပြောပြီးပြီရှင်းရှင်းလေးဟုတ်တယ်မလားဒါပေမဲ့အခုရုပ်ရှင်ထဲမှာပါတဲ့သူဘယ်လိုပြောလဲဒါပေမဲ့အခုပြောနေတာလဲနေတို့တယောက်တည်းကိုပြောတာမဟုတ်ဘူး ဟိုဘိန်းစားကောင်တွေကပြောစရာစကားအောင်မရှိတော့လားတဘောပေါက်လားမသိမြင့်မြတ်တို့ဒီနေဝင်းတို့ဆိုတာကဘောမနေတဲ့ပေါက်နေတဲ့ကောင်တွေပဲဒါမှဥစ္စာခဏပြောထားတဲ့ဗီဒီယိုဖိုင်လေးခဏနားထောင်ကြည့်အလူပညာတွေမှာအညံ့စားအလူပညာတွေမှာအဖြင်းစားဝါရဖြန့်အလူပညာအဲ့ဒါနိုင်ငံကြီးပဲဒါတွေတုံးကတော့လုံတုံးကလုံပြီးခုကြတော့မှကျွန်တော်တို့နိုင်ငံကြီးမလုပ်ပါဘူးလို့ဆိုတော့ကျွန်တော်ချင်းတနာလိုက်တာသူတို့ စေရီတစ်ခုဆောက်ပြီးသွားလို့တရားကြီးတစ်ခုဆောက်ပြီးသွားတယ်တရားကြီးပြီးတရားကြီးပြီးပြီးဆိုတက်တက်ခေါ်တာဘယ်သူလေးတော့မပြန်စင်းလာပါဘူးတရားကြီးပြီးဒီဟိုဘက်ကဒီဘက်ကကျမတို့ပြေးလိုက်ဝင်ဆိုပြေးလိုက်ကြတာကောင်းမလေးတွေကဲဒီဗီဒီယိုဖိုင်လေးတော့ငါကိုဥစားကနာဟောပြောပွဲတစ်ခုကနေရိုက်ထားတဲ့ဗီဒီယိုဖိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီမှာတစ်ခုရှိတယ်အန်အန်ဒီအစိုးရလက်ထက်ကလည်းတဲ့ဝါရပြန်မဲဆွဲ ဇကာရိုက်တာပဲတဲ့ NND အစိုးရလက်ထက်ကရိုက်တာဒီအတင်းအဓမ္မရိုက်တာလားပြည်သူနဲ့စန့်ကျင်ပြီးရိုက်တာလားရိုက်ချင်လို့စရင်ပေးတဲ့သူဘယ်လောက်ရှိတယ်ပြန်ကြည့်အခုလက်ထက်မှာအတင်းအဓမ္မရိုက်ခိုင်းတာလားဒါမှမဟုတ်ရှင်ကိုကိုတိုင်ရိုက်ချင်လို့စရင်ပေးတာအတင်းအဓမ္မရိုက်ခိုင်းတယ်ဆိုဖြည့်ရှင်းဝင်တော့ရှိရမှာဗျာဟုတ်တယ်ကျွန်တော်တို့ခိုင်းလို့လောက်ပါပြီးပြီအဲ့လောက်ဆိုရင်ပြည်သူကတဘောပေါက်ပြီမြန်မာပြည်သူတွေအဲ့လောက်မရိုင်းဘူး เนาะဒါပေမဲ့အခုဟာခုနကအဲ့ဒီ comment out ထဲမှာအဲ့ကောင်မလေး comment out ထဲမှာရှိသေးတယ်အပေါ်တွေမပြောနိုင်နဲ့သူတို့ကိုယ်တိုင်စိတ်ပါလက်ပါလုပ်နေတာတဲ့เนาะအဲ့တော့ကျွန်တော်ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်တိုင်းဒီမှာအခုပြောနေတဲ့အမြင်တွေမတူတဲ့လူအားလုံးဟာအာနာရှင်ကိုဘလို့မလက်မခံကြပါဘူးလက်ရှိစစ်ကောင်းဆောင်ဗမာစစ်တပ်ကောင်းဆောင်ဘလို့မလက်မခံကြပါဘူးဟုတ်ပါလားเนาะအဲ့တော့လက်မခံတာချင်းအတူတူဒီဘက်အချမ်းမှာထပ်ပြီးတော့ကွဲเสียရမလိုပါဘူး နော်အဓိကကျွန်တော်တို့တိရမှာဒီနံပါတ်1လူမျိုးဘာသာကိုမရှိပါနဲ့နော်ငါလူမျိုးငါပြောမယ်ဆိုတဲ့စကားလုံးဝအဓိပ္ပာယ်မရှိပါဘူးဒါအဓိပ္ပာယ်ရှိတဲ့စကားမဟုတ်ဘူးဘတုလူမျိုးဖြစ်ဖြစ်မြန်မာနိုင်ငံသားမှန်မှန်တယောက်ကမကောင်းရင်အဲ့ဒီမကောင်းတဲ့ဒဏ်ကိုတိုင်းနိုင်ငံလုံးခံရမှာရှင်းရှင်းလေးပဲအခုထိုင်းနိုင်ငံမှာကျွန်တော်နေတယ်ကျွန်တော်မကောင်းတာမဟုတ်တာလုပ်လို့အဲ့ဒီထိုင်းနိုင်ငံသားတွေကဒီကောင်ဘာလူမျိုးလဲအရင်မမေးဘူးမြန်မာပြည်သားလို့ပြောမှာဟုတ်တယ်နော် ဲ့တော့ပြည်တွင်းမှာလည်းဒီလိုပဲအာနာရှင်တွေနဲ့ပေါင်းတင်းပြီးတော့အာနာရှင်တွေအာနာရဝအောင်တဆိုးရှည်ဝအောင်ဘယ်လူမျိုးဘယ်ဘာသာကပဲတွားလုံလုံအဲ့ဒီအာနာရှင်တွေတဆိုးရှည်ပြီးခံစားတဲ့အချိန်ကျရင်ဒီနိုင်ငံမှာခံစားရမှာလူမျိုးအလုံးခံစားရမှာအဲ့ဒီအတွက်ငါတို့လူမျိုးငါတို့မင်းတို့လာပြောကြမလို့ငါတို့ငါတို့ပြောမယ်ဆိုတဲ့စကားဟာလုံးဝမှားတဲ့စကားအဲ့လိုပြောပါဘူးမရှိပါဘူးဒါတို့တိဖို့လူကျွန်တော်တို့တွေပြောရမှာဒီနံပါတ်1အမှားအမှန်အဲ့နှစ်ခုပဲရှိတယ် မှားလားဒီလူပြောနေတာမှန်လားအဲ့ဒါလေးကိုအရင်ကြည့်ပါเนาะကျွန်တော်တို့နိုင်ငံသားတွေကလေဒီနေရာမှာတော်တော်အားနေတဲ့အဲ့အမှားမှန်ကြည့်ရတယ်မှာအမှားမှန်လုံးဝမကြည့်ဘူးသူ့ဘက်ကိုယ့်ဘက်ကိုအရင်ကြည့်တယ်เนาะအခုကျွန်တော်တို့ဆိုရင်တော်လှန်ရေးဘက်ကယက်တိပြီမဲ့စစ်အာဏာရှင်ဘက်ကယက်တိတဲ့သူတွေအာဏာရှင်ဘက်ကယက်တိသူစကားဘာပြောပြောတဲ့စကားမှားတယ်လို့မလုပ်ဘူးသူပြောတဲ့စကားကိုစောက်ကြည့်တယ်ဒါကဘာပြောတာလဲသူပြောတာမှန်လားဘာလို့အာဏာရှင်ဘက်ကယက်တိတဲ့သူတိုင်းနဲ့ စကားတရားလုံးကမှားနေလို့မရဘူးလေသူတို့လည်းမှန်တဲ့စကားရှိမှာပဲလေအဲသူတို့မှန်တဲ့စကားကိုကိုကသွားပြီးတော့အာမင်းတို့ကငါတို့ရဲ့ဘက်မတူလို့မင်းတို့ပြောစကားမှားတယ်ကွာသွားလို့လို့မရဘူးသွားလို့တန်းနဲ့ကိုတန်ဖို့မဲ့တာနော်အဲ့တော့ဝင်းကလည်းပြောသူငါလူမျိုးငါပြောမယ်ဆိုတဲ့စကားဒီပြောမဲ့လူတွေအတွက်ဘာမှဖြစ်ပေမဲ့အဲ့လိုသွားပြောတဲ့လူမျိုးအတွက်နစ်နာတဘောပေါက်မတင်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟာဒီနိုင်ငံတိုးတက်ဖို့အတွက်အားလုံးဟာအမှားအမှန်ကိုခွဲခြားတိဖို့လိုအပ်တယ် တစ်ချက်နောက်တစ်ချက်ကစီးလုံးညီညွတ်နေဖို့လိုအပ်တယ်နော်အခုလူမျိုးတဲမှာကြည့်ပါတေချာမြင်အောင်ကြည့်နော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတေချာဝင်နေပြလို့ပြောတာအောက်ကစပြီးကြည့်နော်တဝဲသားတွေကစအဖွဲ့ဘယ်နှဖွဲ့ရှိနေကရင်နေဘယ်နှဖွဲ့ရှိနေမွန်နေဘယ်နှဖွဲ့ရှိနေနော်အော်အပေါ်ကြည့်မယ်ရှမ်းနေဘယ်နှဖွဲ့ရှိနေကချင်ခွဲထားတာပဲဒါကရင်ကရင်ဟိုအင်အားတောင့်နေလို့ကချင်နဲ့ခွဲကန်ထိတာနဲ့နော်ဟိုဘက်နေကြည့်အကုန်လုံးခွဲထားပြောင်းတန်နေအစစ်စစ်မှမှာအဲ့ရက်ခိုင် ရခိုင်ကိုခွဲနေတာတိကြလားမတိကြလားတော့မသိဘူးနီလန်းပေါင်းစုံနဲ့ခွဲနေတယ်နော်အာရခိုင်ကိုစစ်ပဲတိုက်နေတယ်မထင်နဲ့မင်းတို့ရခိုင်ကိုစစ်တပ်သွားပြီးတော့စစ်တိုက်နေတာတခုလည်းတိုက်တာမဟုတ်ဘူးအပေါ်လန်းအောက်လန်းအလယ်လန်းဟိုကျော်ခွလန်းမျိုးစုံနဲ့တိုက်နေတာနော်အဲ့တော့ဗာမုတ်တဲ့ခေါင်းစဉ်တစ်ခုနဲ့ဗာမုတ်တဲ့လူသားတစ်ယောက်နဲ့ ပြည်သူချင်းချင်းစိတ်ဝမ်းပွဲလို့မရဘူးဆိုတာလေးကိုတင်ကျင်တ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လုံးတင်တာအဲ့ဒီစိတ်နဲ့ပါနော်ကျွန်တော်ပြောတဲ့လူတွေတွေ့တယ်ဒါပေမဲ့ရှင်းတယ်ကျွန်တော်လိုက်ပြကျွန်တော်လုံတယ်ကျွန်တော်လူမျိုးစုံနဲ့ပြောတာမဟုတ်ဘာသာစိုးရဲ့ပြောတာမဟုတ်ကျွန်တော်နဲ့တဖေတဲ့တမေတဲ့မွေးထားတဲ့ကောင်အာနာရှင်နဲ့သွားပေါင်းရင်တော့မှကျွန်တော်ရန်လူဖြစ်တတ်မှတ်မှာရှင်းနေတယ်ဒါကျွန်တော်ခံယူချက်ပဲကြိုက်တဲ့ကောင်ပေါင်းအဲ့ဒါကိုအာနာရှင်နဲ့ပေါင်းလို့ကျွန်တော်ကရန်လူလို့ပြောလို့မကျင်နိုင်ဘူးလားမကျင်နိုင်ကောင်မတတ်နိုင်ဘူးကျွန်တော်ရှင်းရှင်းလေးကျွန်တော်မှလူမျိုးကွဲတဲ့စိတ်ဘာသာကွဲတဲ့စိတ်လုံးဝမရှိဘူးနော် အဲ့တော့အဲ့လိုမျိုးအဖီအားလေးပေးလို့ပါအသူတို့စိတ်ထဲမှာဘာရှိပါလဲအသူတို့စိတ်ထဲမှာဘာရှိတာကိုသိပါလဲဒါသူတို့ဖီအားပေးလို့မလားတာလို့လှုပ်လိုက်ကြပါလေဆိုတဲ့စင်ဂျီတွေအောက်မှာခွင့်လို့ပေးရမယ်ဆိုရင်နောက်ထပ်နောက်ထပ်လူတွေအဲ့လိုလှုပ်လာပြီးပေါင်းစားရမယ်ကွာငါပါပေါင်းပြီးစားရမယ်ကွာငါ့ကိုဒီမှာထိုင်းနိုင်ငံမှာနေတန်ယုံကနေဖီအားပေးလို့ငါမလွှဲတာလို့စစ်ကောင်စီပဲပေါင်းလိုက်ကြတယ်ဆိုမင်းတို့လက်ခံမလားအဲ့ဒါပဲဟုတ်တယ်အလုံးမှာမှားတာနဲ့မှန်တာဂျာထဲမှာမလိုဘူးပြက်သားမဲ့အရာကိုပြက်သားမဲ့မပြက်သားတော့နှစ်ပေါင်း60တလို့ဖြစ်နေတာဒီနိုင်ငံက ရှင်းရှင်းလေးနော်အဲ့တော့သူတို့လူအဖီအားတွေကြောင့်မလွန်ဆန်နိုင်ဘူးခွင့်လွတ်ပေးရမှာဆိုအကောင်လုံးအဲ့ဒီခေါင်းစဉ်တွေအောက်မှာရောက်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကြည့်သူများနိုင်ငံမှာနေရတယ်လူလက်လက်တော်လှန်တာမဟုတ်ဘူးဘလူကတော်လှန်ခြင်းမလဲအနယ်ရှိတဲ့အလို့ဟုတ်တယ်မလားအခုလိုမျိုးနေသူတို့ဟိုနေတို့နေဝင်းတို့မြင့်မြတ်တို့ပုံစံမျိုးလို့ပေါင်းလိုက်မယ်ကျွန်တော်လဲပြီးရင်ကျွန်တော်ပြောမယ်အာဖီအားတွေကြောင့်မ တန်ရုံးကဖိအားဒီမျိုးကနှမ်းဖိတယ်စတဲ့ပြစ်မှာပြောမှာပေါ့ကျွန်တော်ခွန်းလို့ခွန်းလို့ပေးရမလားမဆိုင်ဘူးလေကျွန်တော်မလုံနိုင်ထိုင်းနေလေဟုတ်တယ်နော်ကျွန်တော်မလုံနိုင်ဘာလို့လဲထိုင်းနေဟာကျွန်တော်ထောက်ဖို့မလုံနိုင်တော့ဘူးပြကျွန်တော်မောလို့ထိုင်းနေမယ်ထိုင်နိုင်ရတယ်ဒါပေမဲ့ကျွန်တော်သူတို့နဲ့သွားပေါင်းလို့တော့မရဘူးကျွန်တော်အဲ့ဒီဖိအားတွေပေးလို့ခေါင်းစဉ်အမျိုးမျိုးပြပြီးကျွန်တော်ဒီအာနာရှင်နဲ့ပေါင်းအောင်ဆိုကျွန်တော်ခင်ဗျားတို့ရန်တူပဲခင်ဗျားတို့ကျွန်တော်တွေ့ရနေတဲ့အတက်ကပါရှင်းလားမသိဘူး အဲ့ဒါတော်လှန်ရေးဘက်တိုင်းမှာထားတဲ့လူတိုင်းခံစားချက်ဟာကိုစီနဲ့ငါနဲ့လူမျိုးမတူဘူးတို့တူပေါင်းနဲ့ငါနဲ့မဆိုင်ဘူးမလုံနဲ့ချကျွန်တော်တို့တည်အောင်ပါအမားအမှန်ပဲကြည့်ရမှာလူမျိုးလိုက်မကြည့်နဲ့ဘာသာလိုက်မကြည့်နဲ့ဒါလေးကိုတဘောပေါက်ဖို့လိုအပ်ပါတယ်တဘောမပေါက်ရင်ကျွန်တော်တို့တွေတွေးခွဲတက်ချုံခံထီးလိမ့်မယ်အဲ့ဒါလေးကိုသိစေချင်ပါ